Okay မင်္ဂလာပါအကျော်တော့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်တို့ဒီခေါက်သင်ခန်းစာမှာ Python ရဲ့ module တွေကိုကျွန်တော်တို့ဒီ building function လေးတွေ dir တို့ဟုတ်လား os တို့ chdir တို့အဲ့ဒါလေးတွေကြည့်ပြီးကျွန်တော်တို့ဘာလုပ်ခဲ့တော့လေ့လာခဲ့။ Okay ကျွန်တော်ဒီခေါက်မှာတော့ညော idea လေးကိုဖွင့်လိုက်ပြီနော်။ဒီခေါက်မှာတော့လွယ်လွယ်ကူကူလေ့လာနေရတယ်။အဲ့ဘာလို့ဆိုလွယ်လွယ်လေးဒီ idea လေး window ဖွင့် have about မှာ Python doc တို့ဖွင့်လိုက်တယ်နဲ့ Python ရဲ့ definition ကြားလာမယ်။ဗာကြည့်လိုက်။ဟုတ်ကဲ့နော်။အဲ့ဒီ definition မှာကိုကြိုက်ရရှာလို့ရတယ်။ အဲဒါကျွန်တော်တို့က index နဲ့ရှာမှာလား keywords တွေကြည့်ကြငါတို့ပိုင်းတော့မှ keywords တွေဘယ်လောက်ရှိလဲမသိဘူး keywords ကြည့်ကြတယ်ဆိုရင် key w o r d keywords တွေ့လား keywords တွေကိုချက်ထားလိုက်ဟော keyword ထားလိုက်တဲ့ပိုင်းသွင်းရဒီမှာကြည့် keywords တွေ phrase တွေ break တွေ yay တွေကျွန်တော်တို့သုံးခဲ့တဲ့ရင်းနှီးတဲ့ keyword တွေရှာမယ်ဗျ arise arise ပြီးရင်တော့ best လေ့ကျင့်ခဲ့တယ်နော် veteran fine wine တော်တော်တော်ဆုံးနေပြီ တော်တော်တောင်ဆုံးနေပြီ not ဒါ logical operator global if as as if uh, you know as တုံးခဲ့တယ် and တုံးတယ် true none မတုံးကောင်းကောင်းမတုံးတယ် break တုံးတယ်ပြီးကျွန်တော်တို့ continuous တော့တွေ့လား continuous ပြီးကျွန်တော်တို့ def တွေ့လား def def ကျွန်တော်တို့မလုပ်တဲ့ဟာတွေတော့ from input ဒီမှာတုံးတယ် from for တော်တော်တောင်ဆုံးနေပြီ non local ကောင်းကောင်းမပြောခဲ့ရသေးဘူး is နည်းနည်းပါးပါးပြောတယ် in ပြောပြီးပြီး inbox ပြောပြီးဒါဒါအပိုင်း keywords လေ အဲ့ဒါတော့ researcher keyword identifier အဲ့ဒါ keyword တွေဘယ်လိုလေ့လာမလဲဘယ်လိုဒီနေရာတွေမှာသုံးမလဲဆိုထပ်ပြီးတော့ link လေးတွေဝင်ဝင်ပြီးတော့မလုပ်လို့ရလဲကြည့်လို့ရဒါလောလောကူကူကြည့်လိုက်တာဘာမှမကပ်အရင်တော့ဟာကကြတော့ကျွန်တော်ရှင်းရှင်းတော့ပိုင်သွင်းရက်နည်းနည်း smash ချက်ကြအောင်ရ style နဲ့ code တွေပါရိုက်ပြီးတော့ကြည့်လို့ comment တွေပါရိုက်ပြီးတော့ကြည့်တောင်းကျွန်တော်ပိုင်သွင်း window နဲ့ပြလိုက်တာ okay မလားအခုနောက်ဘယ်ကနေဖွင့်လိုက်တာလဲ half day ကနေ DOC F1 ကိုနှိပ်လိုက်လဲရတယ်ဒီ window ကနေ F1 F1 နှိပ်လဲအဲ့ဒါကြီးကြာလာမှာပဲ โอเคมั้ยเนาะดอมิเนชั่นကိုလည်းအဲ့လိုလွယ်လပ်ကူကူရေးတန်းလမ်းမှာကိုတိကျင်တဲ့အဓိပ္ပာယ်ကိုတိကျင်တဲ့မော်ဂျူးတွေကိုမလုပ်လို့ရတယ်ဖတ်လို့ရโอเคကဲပြန်ပေးလဲနောက်တစ်ဘယ်နည်းရှိတယ် Python install လုပ်ခင်းတယ်ကျွန်တော်တို့ဒီအဲဒါရှေ့မှာလည်းကျွန်တော်နည်းနည်းပြောထားခင်ပါပဲအဲဒီမှာကြည့် PP နဲ့စတာလိုက် share OPQ sorry LAMN OPQ Python 3.8တွေ့လား Python 3.8မှာ Python module က Python menu ရတယ်။ menu ရဘလို့လဲ Python ရဲ့ language documentation တွေ့လား Python menu ရခုနကနောက်တစ်ခု သုံးခုတွေ့တယ်နော်အဲ့လိုလေကျွန်တော်တို့ဗာလို့လို့ရတယ်လေးလာလို့ရတယ်လောလောကူကူလေးရှင်းနွားလာခက်နေပြလိုက်တာလောလောဆယ်တလိုလေးလောလောလေးပဲသွားဖွင့်ဖတ်တော့မှာပေါ့ဗာလို့အာယုံနောက်ခံနေမှာတော့နည်းနည်းစမက်စတဲ့လို့ချင်နေစနော်လို့ပေါ့ဗျာနော်မီညွာသည်မော်ဂျူဒီယိုစီဟောပြီးတယ်နော်နှစ်ခုပါအိုင်ဒီယန်ကြီးရဲ့မော်ဂျူဒီယိုစီဟောမော်ဂျူဒီယိုစီဖွင့်လိုက်တာ ਨੇ အော်တို့လားဘရောင်ဇာနဲ့ဗာဖြစ်တော့တန်ပွင့် module doc ကိုဖွင့်လိုက်တယ်နဲ့ browser နဲ့ပါပဲတော့တန်ဝင်ဒီတက်မှာကျွန်တော်တို့ရှာခြင်းနဲ့ဟာတွေက keyword တွေရှာခြင်းနဲ့ keyword တွေကိုကြည့်အောင်ဒီမှာဒီကနေ့ကျွန်တော်တို့ပြလိုက်တဲ့ keyword browser လေးနဲ့ကြည့်တော့ပို့ပြီးတော့ link လေးတွေနဲ့ဟိုပြေးတီးပြီး html ပေးလေးတွေနဲ့ဆိုတော့အစင်ပြခင်ကျွန်တော်တို့ဒီကမှာကတော့အဲငါက df ကိုကြည့်ခြင်းနဲ့ကွာ df အဒီရပ်ရဲ့စေဘာညာဘာညာဒီရပ်ဆို function လုပ်တဲ့နေရာမှာသုံးတာပါ function definition ရဲ့အဓိပ္ပာယ်ပါသူ့ကိုဘယ်လိုလုံးရမှာလဲဒီရပ်တွေကသူ့ထဲမှာဘာတွေရှိသေးလဲကျွန်တော်တို့နားမလည်သေးတဲ့ကျွန်တော်တို့မသိရသေးတဲ့ ကျွန်တော်တို့မသိရသေးတယ်ဒီမှာတို့လားဒီလို ambassador ဆိုမြင်ဘူးလားမြင်ဘူးပါတိတ်ပဲပြောတယ်မသိသေးဘူး okay အဲ့လို live ဖတ်လို့ရတယ် okay မနော် okay မနော်ဒါ documentation ကိုလောလောကူကူဖတ်တာပါဗျဘလောက်အဆင်ပြေလဲပိုင်းတော့ဘလောက်ထောက်ပံ့မှုတွေကောင်းလဲဟုတ်လားဘလောက်လေးလာတယ်ဘလောက်လွယ်လဲ okay မနော် hobby ဒါဒီတော့ module နဲ့ပတ်သက်ပြီးတော့ဒီလိုလေးတွေသူရဲ့ building module တွေတခုချင်းစီ module index module index ဒီ module တွေမှာခုနကလို SYS လိုက်ရှာပြ SYS SYN ဖြစ်ဖြစ် OS ဖြစ်ဖြစ်ဒီမှာ SYN ဟာ SYN module မှာကြည့်ခြင်းနဲ့ SYN ကဘာလို့ဘာလို့လဲ SYN ထဲမှာဘာမှတ်တည်းရှိရလဲ SYN ရဲ့အစမှာဘာ function တွေရှိတာတို့လား exist function တွေရှိတယ် SYN ကဘယ်လိုနေရာမှာသုံးတာလဲဒီကိုသုံးနေတဲ့ဘာအကျိုးရှိတာလဲဟာ exist function ရာ exist function ဆိုတာဘာလို့တာပါလဲ exist function ဆိုတာ exist ဘယ်လိုရေးတာ exist function ကိုဘယ်လိုရေးတာလဲသူ့ကိုဘယ်လိုသုံးပါလဲဟာသူဘယ်လိုထွက်သွားတာလဲโอเคမလားဒါသည် low level မှာသူရေးထားတဲ့ဟာလေးကျွန်တော်တို့ဘာလို့လုပ်ရလဲလိုက်ပြီးတော့လေ့လာလို့ရပါတယ်ဗျာโอเคအဲကျွန်တော်တို့ ဒါဘေးဒင်ကဘေးဒင်နဲ့ဘေးဒင်နေပဲအဒီလိုကွင်းသားမွေးနေဘေးဒင်နေဘေးဒင်ဖန်ရှင်နေပါလားဖန်ဒီမန်ရှင်ဒီဘေးဒင်ဖန်ရှင်ဆိုဘေးဒင်ဖန်ရှင်တက်သူပြပေးတယ်ဟုတ်လား module ဘောဒီပေါင်းစားဖတ်လိုက်တာနဲ့အဆင်ပြေသွားပါလိမ့်မယ်ဗျာ okay အဲဆိုကျွန်တော်တို့ဒီ module နဲ့ပတ်သက်ပြီးတော့ဒီလောက်ဆိုရရင်ပြီးတော့နောက်တစ်ခေါက်သင်ခန်းစာမှာကျွန်တော်တို့မတင်ရသေးတာရှိတယ်ကျွန်တော် list တွေမတင်ရသေးဘူးဟုတ်လား array ပေါ့ဗျာနော် array ကို list to item တွေမတင်ရအောင်ဆက်လာ okay thank you ဗျာလွယ်လွယ်လေးပါဗျာပြောပေါ်ပါမယ်လေးလာချက်ပါနော်